မော်ဒိုဘာဆိုတဲ့နိုင်ငံလေးကပြည်သူတွေကတော့ရုရှားပေါ်ကြောက်ရွံ့မှုတွေကိုထင်ထင်ရှားရှားပြခဲ့ကြပါတယ်အရင်နှစ်ကသတင်းတွေမှာဖော်ပြခဲ့သလိုပဲဥရောပနဲ့ယူကရိန်းကြားမှာရှိတဲ့မော်လ်ဒိုဘာလို့ခေါ်တဲ့အရှေ့ဥရောပ နိုင်ငံငယ်လေးမှာရွေးကောက်ပွဲကျင်းပကြပါတယ်။နိုင်ငံရေးအင်အားစုနှစ်ခုရှိနေပြီးတော့လက်ရှိမှာအာနာယ PAS ပါတီကဥရောပနဲ့ပေါင်းချင်ပြီးအတိုက်ခံတွေကတော့ရုရှားဘဲလိုက်သူတွေရှိခဲ့ပါတယ်။ စက်တင်ဘာလ28ရက်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလက်တွေကတော့ဒီကနေ့ထွက်ပေါ်လာပါပြီ။မော်လ်ဒိုဘာပြည်သူတွေကဥရောပလူလာတွေဆိုတာကိုပြပြတ်သက်သာပြခဲ့ကြပါရဲ့။ရုရှားရဲ့စုဖက်ဝါဒဖျက်မှုတွေရှိနေတယ်ဆိုတော့ဆွတ်ဆဲချယ်ရီဂျာကပဲဥရောပလူလာတဲ့ PAS ပါတီကပါလီမန်နေရာအများစုကိုအပြတ်အသတ်ဆက်လက်ရယူနိုင်ခဲ့ပါတယ် ထင်ရှားတဲ့ PES Party ကိုစလေ Radu Marian ကတော့သူ့ရဲ့ Facebook စာမျက်နှာမှာ Moldova 3ပူရင်3ညဆိုပြီးတော့တင်ထားလိုက်ပါတယ်